ကိုနေဖို့မဟုတ်ပဲနဲ့ယင်းနှမြုပ်နှံဖို့ဝယ်တဲ့အခါမှာရည်ရွယ်ချက်သုံးမျိုးသုံးစားတွေ့ရတယ်။တချို့ကကြတော့ဟလာယင်းနှမြုပ်နှံမယ်နောက်ပြီးတော့ငါအငားချစားမယ်။တချို့ကကြတော့အငားချစားတဲ့ income ကိုမစင်စားအောင် income ကိုမစင်စားဘဲနဲ့ leverage ပေါ့နော်ဈေးအစပွားမြတ်မဲ့အကောင်ကိုဥတည်ပြီးတော့ယင်းနှမြုပ်နှံတယ်။နောက်တချို့ကကြတော့ဒီနှစ်ခုလုံး နော်အငှားလဲခြားစားမယ်နောက်ပြီးတော့ leverage လဲဖြစ်တဲ့ဟာမျိုးဆိုပြီးတော့အာဖြစ်တဲ့ဟာမျိုးဆိုပြီးတော့ကြတော့နော်အဲ့ဒါကြတော့ miss လို့ခေါ်တာပေါ့နော်အဲ့လိုသုံးမျိုးကိုဥတီပြီးတော့ရင်းနှီးမြုပ်နှံကြတယ်ဆိုတာကိုတွေ့ရတယ်အဲ့တော့ဥတီချက်မတူရင်ရှားရတဲ့နေရာမတူရှားရတဲ့မျိုးနဲ့နော်အဲဒီမျိုးနဲ့တခုတည်းအတွင်းမှာကိုဘယ်ရှားရတဲ့နေရာမတူဘူး နော်အဲ့တော့ကြာတော့ဟာရည်ရွယ်ချက်မတူရင်ရှားရတဲ့နေရာမတူဘူးအာဆိုတော့အခုကျမတို့ဒီမြောက်တကုံဈေးကွက်ဆိုရင်အလူတွေအများကြီးကြိုက်ကြတယ်ပေါ့နော်မြောက်တကုံကရောင်းဝယ်ကအာရန်ကုန်မှာဆိုရင်ရောင်းဝယ်အတွက်ဆုံးမြို့နယ်နော်နံပါတ်1ရောင်းဝယ်အတွက်ဆုံးမြို့နယ်ဆိုတော့ဒီမြောက်တကုံမြို့နယ်ကိုဒီရင်းကြီးမြောက်နယ်မှာရှူတောင်းနဲ့ဝယ်တဲ့လား ်ဘဝတင်လာဓမ္မမဟုတ်ရင်ဘယ်ရှုတောင်းလဲဆိုရင်ဘဝတင်တယ်နော်အဲ့ဒါလေးကိုစဉ်းစားဖို့လိုတယ်နောက်ပြီးတော့ဟလာရင်းနှီးမြုပ်နှံဖို့ရှုတောင်းသည်နော်ဟိုဘလို့ရှုတောင်းနေကြည့်ရတာလဲဆိုတာကိုလည်းသိထားသင့်တယ်အကျွန်မဒီဗီဒီယိုအစမှာရင်းနှီးမြုပ်နှံဖို့ရှုတောင်းရဲ့ရည်ရွယ်ချက်နော်ကြည့်ရပုံကြည့်ရနေ၃မျိုးဆိုတာကိုပြောခဲ့တယ်ဟိုက ဘယ်ရည်ရွယ်ချက်နဲ့ဝယ်ချင်တာလဲဆိုတာရှင်းရှင်းလင်းလင်းသိဖို့လိုတယ်အဲ့လိုမျိုးယဉ်နိမ့်မြောက်နံမှုရှူတောင်းတဲ့ဝယ်မယ်ဆိုရင်ရောက်တဲ့ကောင်ကဝယ်တင်လားမဝယ်တင်လားဆိုတာကိုတွေ့တင်နောက်တွေ့တော့တင်နေတယ်အဲအဲ့လိုမှမဟုတ်ပဲねဘလို့ရည်ရွယ်ချက်နဲ့ဘလို့ရည်ရွယ်ချက်မျိုးနဲ့မှ ရောက်တဲ့ကောင်ကဝယ်တင်တာလဲဆိုတာကိုလည်းသိတယ်နော်အဲ့တော့ ဒါလေးတွေကိုအသေးစိတ်ဆွေးနွေးတိုင်ပင်ခြင်းနဲ့ဆိုရင်တော့ကျမတို့ဂျီမန်မှာရုံးကန်းကိုဟိုလာပြီးတော့ကျမနဲ့ဆွေးနွေးတိုင်ပင်လို့ရပါတယ်ဖုန်းနဲ့တော့လကောင်းအောင်ပေါ့နော်ဒီ message တွေ comment တွေပါတော့လကောင်းမပြန်ပြီးတော့ဆွေးနွေးပြီမှာမဟုတ်ပါဘူးလူကိုယ်တိုင်ပြန်มาတွေ့မယ်ဆိုရင်တော့ဆွေးနွေးတိုင်ပင်လို့ရပါတယ်အဲ့ဒါလေးကိုဒီဗီဒီယိုလေးနဲ့ message ပေးလိုက်ပါတယ်ရှင့်